စစ်မှုထမ်းမှုခေါ်ချိန်မှာဆင့်ခေါ်ခံရတဲ့လူငယ်မရှိရင်မိဘတွေကိုတရားစွဲမယ်လို့မိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးကချိန်ချောက်ပြောဆိုထားပါတယ်။စစ်မှုထမ်းအသက်အကျုံးဝင်သူတိုင်းဟာဆင့်ခေါ်စာရရှိခဲ့ရင် မပြတ်မကွက်သတင်းပို့ရမှာဖြစ်ပြီးတော့လူမရှိဘူးဆိုရင်မိဘတွေကိုတရားစွဲမယ်လို့ကျိုင်းတုံခရိုင်ထွေရုပ်ကဇွန်လ16ရက်မှာဒေသခံတွေကိုချိန်ချောက်ပြောဆိုခဲ့တာပါ။ မြို့မရက်ကွက်ကဒေသခံလူလူတွေကိုထွေအုံယုံမှခေါ်တွေ့ခဲ့ပြီးတော့ရက်ကွက်ထဲအကျုံးဝင်သူတွေအားလုံးအလဲကျမဲနိုင်ခိုင်းခဲ့ပြီးစင့်ခေါ်တဲ့အပတ်စဉ်အလိုက်လိုက်ရမယ်လို့ဒေသခံတို့ကပြောပါတယ် မိုင်းတုံခရိုင်အတွင်းမှာအသက်16နှစ်ကနေ35နှစ်အတွင်းအကျောင်းဝင်သူအလုံးကိုမဲဆင်လိုက်ခေါ်ယူมาဖြစ်ပြီးတပတ်စဉ်တစ်ခုကိုခွဲတန်းအရ15ရောက်ပေးပို့ရမယ်လို့သိရပါတယ်။ကျိုင်းတုံမြို့မှာရက်ကွက်မှာလူငယ်138ဦးရှိပြီးတော့အပတ်စဉ်တစ်ခုကိုလူငယ်3ဦးလိုက်ရမှာဖြစ်ပြီးအိမ်အောင်ရှိတာကလေးမိသားစုရှိတာမိဘလှုပ်ကြွတာတွေတူးမှမလွတ်ဘူးလို့ဒေသခံတူကပြောဆိုထားပါတယ်။